မောင်ရင်လေသူပြေးတာကိုရက်ပြီးတော့အမတ်အတွက် extra space ထပ်ပေးမလားဆိုတော့စဉ်းစားတဲ့အရာနှစ်ခုရှိတယ်ဗျ။ဒါပေမဲ့အန်ဖိုမိုကသူပြေးတာကိုရက်လိုက်ပြီးတော့အမတ်အတွက် space ချန်ပေးလိုက်တယ်။ဆိုတော့အမတ်ကလည်းဒီ cat inside လုပ်ပြီးတော့အဲ့လုံးကိုကန်တယ်။ဟိုကန်တာလည်းကောင်းတယ်ဗျ။ဒါပေမဲ့တစ်ဖက်က Sunderland ကိုစမားကလည်းကောင်းတယ်တော့ကျွန်တော်ဂိုးရမတော်ဘူး။ဒါပေမဲ့ဒီလုံးကိုကြည့်ရင်အန်ဖိုမိုကဒီအမတ်ရဲ့အားနဲ့ချက်အားသက်ချက်ကိုကောင်းကောင်းမြင်နေတယ်လို့ပြောလို့ရတယ်။ ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်ဒီနေ့အာမက်ဒီယာလုံနဲ့ဒီအန်ဘုံမုံတို့ရဲ့ကျွန်တော်ဒီ Rise Effect Channel ကွန်ဘိုအကြောင်းကိုကျွန်တော်နည်းနည်းတော့ပြောချင်တယ်။ဆိုတော့အာမက်ဒီယာလူကမနစ်ကခြေစွမ်းကိုကြည့်မယ်ဆိုရင်သူ့ရဲ့ခြေစွမ်းကတော်တော်လေးကောင်းမွန်ခဲ့တယ်လို့ပြောလို့ရတယ်။ဆိုတော့ဒီယာဒီမှာတော့သူတော်တော်လေး struggle ဖြစ်နေတယ်။ဆိုတော့တချို့ညီကိုရေတုံးသက်တာကကျော်လေဒီအာမက်ဒီယာလူကအန်ဘုံမုံနဲ့ဒါနားလည်မှုရှိရှိမကစားနိုင်သေးဘူး။ပြီးတော့နှစ်ယောက်သလုံးကဒါ position ထက်နေတယ်ဆိုပြီးတော့တုံးသက်ချရတယ်လည်းရှိရယ်။ဆိုတော့ကျွန်တော် ဒီမှာတော့နည်းနည်းလေးအမြင်မတူတာလေးရှိရယ်ဆိုတော့ကျွန်တော်ဒီနေ့အာမက်ဒီယာလိုနဲ့ဒီအန်ဗွန်မွန်ကွန်ဘိုပေါ်မှာဗျာကျွန်တော်ရဲ့အမြင်လေးအနေချင်းလောက်ကိုကျွန်တော်ညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းတယ်ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော် personally အမြင်ရပြောရရင်ဗျာ ဒီကွန်ဘိုအတွဲကယာယီဆမာတွေကကောင်းကောင်းအလုပ်လုပ်နိုင်တယ်နားလည်မှုရှိရှိကစားနိုင်တယ်လို့ကျွန်တော်ကမြင်တဲ့အထဲမှာပါတယ်ဆိုတော့အာမက်ဒီယာလိုကလက်ရှိချိန်မှာ struggle ဖြစ်နေတာအမှန်တယ်ဗျာတကယ်ဒါပေမဲ့ तू struggle ဖြစ်တဲ့အကြောင်းရင်းကိုပြန်ကြည့်မယ်ဆိုရင် तू ကဒီ decision making အမားတွေရဲ့ဒီယာဒီမှာ तू ရနေတဲ့ pressure ကို handle မလုပ်နိုင်တာကြောင့်မို့လို့ तू ရုန်းကန်နေရတယ်လို့ပြောလို့ရတယ်တကယ်ကဒီအန်ဘုံဘုံနဲ့နားလည်မှုရှိရှိမကစားနိုင်တာကြောင့်မဟုတ်ဘူးဗျာ ဆိုတော့ကျွန်တော်ယာယီစအာဆင်နယ်နဲ့ပွဲမှာလေဗျာကျွန်တော်ဒီကွန်ဘိုသွားပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာတယောက်က inside မှာရှိနေတယ်ဆိုရင်တယောက်ကတက်လိုင်းမှာနေရယူတယ်တယောက်ကတက်လိုင်းမှာဆိုရင်တယောက်က inside မှာနေရယူတယ်ဆိုတော့အချင်းတွေပေါ်မှာမူတည်ပြီးတော့သူတို့နားလည်မှုရှိရှိနဲ့နေရယူတယ်ပြီးတော့ဒီ inside forward နဲ့ wing back ရဲ့ position နဲ့ play ကိုလည်းကောင်းကောင်းမြင်ရတယ်ဆိုတော့ဒီမှာတယောက်နဲ့တယောက်ရဲ့အလုပ်လုပ်ပုံကိုထပ်ပြီးတော့ကြည့်မယ်ဆိုရင်လေဒီလုံးမှာဆိုရင်အာမက်ကအန်ဘုံဘုံဘောလုံးပြန်ပေးတယ်ပြီးတော့သူက run လုပ်သွားပြီးတော့သူ့နောက်က space ကိုအန်ဘုံဘုံအတွက်ဖြန့်ပေးထားခဲ့တယ်ဆိုတော့အန်ဘုံဘုံကလည်း x space ကို ောင်းကောင်းအထက်လုပ်တယ်ဒီမှာဆိုရင်လည်းအန်ဘုံဘုံကရန်လုတ်သွားပြီးတော့ဗျာဒီအာမက်အတွက်အန်စပစ်ချန်ပြီးခဲ့တယ်ဆိုတော့အာမက်ကလည်း get inside လုတ်ပြီးတော့အဲ့စပစ်ကိုအထက်လုပ်တယ်ဆိုတော့နောက်တစ်ခုဒီမှာကျတော့အာမက်ဒီရလို့လုတ်သွားတာတော်တော်လေးကောင်းတယ်ဗျာဆိုတော့ तू ကအမြင်နဲ့လို့လို့တကက် inside လုတ်ပြီးမယ်ဒီမှာကျတော့ तू ဝှေ့ဘက်ကနေပြီးတော့ပဲပြေးထွက်သွားတယ်ဒါပေမဲ့ तू အချိန်ကြောင်းမို့လို့ဒီနောက်ဆုံး pass ပေးတဲ့အချိန်မှာတော့ဒီ pass ကဆာဆက်တော့ဖြစ်မသွားဘူးဒါပေမဲ့ဒီအများစုသုံးသပ်နေတယ်ဗျာအာမက်ကအန်ဘုံဘုံရဲ့ speed မှာ position ထက်နေတယ်ဆိုတာကဟိုဒီလို movement နေကြောင်းလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီမှာဆိုရင်ကျတော့ ့ Anfomosi ဘောလုံးရောက်တဲ့အခါမှာဆိုရင် Armand ကဒီ outside run လုပ်ပြီးတော့ Louis Kelly ကိုသူဆွဲခေါ်သွားမှာဗျာ။ဒါမဲ့သူကအတွင်းဘက်ကိုပြေးဝင်သွားတော့ကျတော့ position ကထက်သွားပြီးတော့ဒီ Anfomon အတွက်လည်း space ကတိုက်ဖြစ်သွားတာကိုတွေ့ရတယ်။ဆိုတော့ဒါကသူရဲ့ decision making အမှားကြောင့်လို့တော့ပြောလို့ရတယ်။ဒါမဲ့အချိန်တော်တော်များများမှာတော့ဒီနှစ်ယောက်စလုံးက right position နဲ့သွားနိုင်နေအောင်ကျွန်တော်တို့တွေ့ရတယ်။ဒါမဲ့ညီကိုတွေတစ်ချက်သတိထားမိလားမသိဘူးဗျာ။ဒီအထက်ကကျွန်တော်ပြတဲ့ exam တွေမှာဆိုရင်နှစ်ယောက်စလုံးက ဒီ right position မှာတော့ရှိတယ်ဒါပေမဲ့ဒီ dribbling လုပ်ရှင်တဲ့ armet အတွက်ကျတော့ဒီ speed ကတိတ်ပြီးတော့အနက်ဖြစ်မနေဘူးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အခုနောက်ဆုံး center line နဲ့ပွဲမှာဆိုရင် armorin ကအဲ့ဒါကိုဘယ်လိုဘယ်လိုပြင်လိုက်လဲဆိုရင်ဗျာကျွန်တော်ဒီပုံမှာဆိုရင် ambon က center မှာရှိနေတာကိုကျွန်တော်မြင်ရတယ်ဆိုတော့ तू က center ကနေပြီးတော့တစ်ဖက်ရဲ့နောက်တန်းကိုပြင်ပေးထားတော့ကျတော့ဒီ armet အတွက် right side ကနေပြီးတော့ captain side လို့ပို့ speed တွေအများကြီးရနေတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခုဒီပုံမှာဆိုရင်လည်းဒီ armet က right hand speed တွေကို तू ဆွဲပြီးတော့ပြေးလာရဗျာဆိုတော့ ambon အနေနဲ့ဗျာဒီဆက်ပြေးပြီးတော့သူ့ ဲ့ပြေးလန်းတဲ့ကိုအာမတ်ကိုဘောလုံးထည့်ခိုင်းမလားဒါမှမဟုတ်ရင်လေသူပြေးတာကိုရက်ပြီးတော့အာမတ်အတွက် extra space ထပ်ပေးမလားဆိုတော့စဉ်းစားတဲ့အရာနှစ်ခုရှိတယ်ဗျဒါပေမဲ့အန်ဖိုမုံကသူပြေးတာကိုရက်လိုက်ပြီးတော့အာမတ်အတွက် space ချန်ပေးလိုက်တယ်ဆိုတော့အာမတ်ကလည်းဒီ cut inside လုပ်ပြီးတော့အဲ့ဒီလုံးကိုကန်တယ်ဟိုကန်တာလည်းကောင်းတယ်ဗျဒါပေမဲ့တစ်ဖက်က Sunderland ကိုသမားကလည်းကောင်းတယ်တော့ကျွန်တော်ဂိုးရမတော်ဘူးဒါပေမဲ့ဒီလုံးကိုကြည့်ရင်အန်ဖိုမုံကဒီအာမတ်ရဲ့အားနည်းချက်အားသက်ချက်ကိုကောင်းကောင်းမြင်နေတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီနောက်တစ်ခုဒီမှာကျတော့အန်ဖိုမုံကတက်လိုင်းဘက်ကိုပြေးပြီးတော့နေရာယူပေးတယ်ဗျဆိုတော့အဲ့ဒါဒီအာမတ်အတွက် inside မှာဆွဲ ပြေးဖို့ဒါစပိတ်တွေပို့ပြီးရနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုဒီမှာဆိုရင်လည်းကျွန်တော်ရှေ့မှာပြခဲ့တဲ့ ASMR တွေလိုပဲဗျာဆိုတော့ Armet က inside မှာရှိနေပြီးတော့ Ambomon ကအထက် line မှာရှိနေတယ်ဆိုတော့ Ambomon က Armet တော့ဒီ1 best 1 devlin တွေမှာမကောင်းဘူးဗျာဒါပေမဲ့သူ cavet လုတ်ပြီးတော့ crow တွေသူ crow တွေကတော်တော်လေး danger ဖြစ်တာကိုကျွန်တော်တို့မြင်ခဲ့ရတယ် ဆိုတော့ဒီအချင်းလေးတွေပေါ်မှာမူတည်ပြီးတော့အာမက်ဒီယာလိုနဲ့အန်ပိုမွန်ကနားလည်မှုရှိကြီးကစားနိုင်နေတာကိုကျွန်တော်တွေ့ရတယ်။တယောက်ကဒီ inside မှာကစားရင်တယောက်ကဒီ tail side မှာကစားရယ်။တယောက်က tail line မှာကစားရင်တယောက်မှ inside မှာကစားရယ်။ဆိုတော့ဒီပုံစံနဲ့ဒီနှစ်ယောက်ရဲ့အားသာချက်တွေတွေ့ရတယ်တော်တော်လေးကောင်းတယ်။ဒါပေမဲ့ကျွန်တော်ဒီ center line နဲ့ပွဲအကြောင်းကိုပြန်ပြောရင်ကျွန်တော်တွေးစရာတစ်ခုရှိတာအဲ့ပွဲမှာဒီ Amorin က အတက်ကင်ဖိတ်မှာလဲ442သွားတာကိုကျွန်တော်တွေးခဲ့ရတယ်ဆိုတော့442သွားတဲ့အချိန်မှာအန်ဖိုမိုးကစံထွဲကိုရောက်သွားတယ်ဆိုတော့ဒီအမိုရင်း442သုံးတာဗျာအမက်တီယာလိုနဲ့အန်ဖိုမိုးရဲ့ဒီပိုဇီရှင်ထက်တဲ့ ပြဿနာကိုဖြေရှင်းခြင်းလို့လားဒါမှမဟုတ်ရင်လည်းဒီလောင်းမောဒရိုက်သွားခြင်းလားဆိုတာကကျွန်တော်နောက်ပွဲတွေမှာထပ်ပြီးတော့မြင်ရမယ်ဆိုရင်ပို့ပြီးတော့တုံးသက်လို့ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘာပဲနေနေအိုက်ပွဲမှာတော့ဒီအန်ဖုံးဖုံးကဆန်ထွေပိုင်းကိုပို့ပြီးတော့နေရာယူတယ်အာမတ်အတွက်ဒီကက်အင်ဆိုင်လုပ်ဖို့အတွက်စပစ်တွေအကျေကြီးခြံပေးတာကိုထွေရတယ်ဆိုတော့အန်ဖုံးဖုံးကအာမတ်ရဲ့အားနေချက်အားသာချက်တွေကိုကောင်းကောင်းနားလည်လာရလို့ပြောလို့ရတယ်ဆိုတော့ဒီဆန်ထန်းလန်းတဲ့ပွဲမှာဆိုရင်လည်းလောင်းမောဒရိုက်နဲ့ပတ်သက်ပြီးတော့တချို့ညီကိုတွေကြောလည်းမကြိုက်တာကိုတွေ့ရတယ်ဗျဒါပေမဲ့ကျွန်တော်အိုက်ပွဲမှာကျွန်တော်မြင်ပြီးတဲ့လောက်ကျတော့ဒီကျွန်တော်အသင်း အစာပိုင်းနေမှာဆိုရင် play from the back သွားဖို့ကြိုးစားကြည့်တယ်။ကြည့်တဲ့အချိန်မှာ Sunderland ရဲ့ပြတီတန်တက်အသင်းဖြစ်နေတာတောင်မှသူတို့ကဒါ man to man pressing ဆော့ရယ်ဆိုတော့ဆော့တဲ့အချိန်မှာကျွန်တော်တို့ကလောင်းဘောသွားလိုက်တယ်။ဆိုတော့လောင်းဘောမှာလည်းကျွန်တော်တို့ကဒီ Sesco ရဲ့ဒီအရင်အမောင်းကိုအားကိုးပြီးတော့ကျွန်တော် second ball အတွက်လည်းအားသာတဲ့အတွက်အိုင်းလေးကသွားတာအလုပ်ဖြစ်ခဲ့တယ်။အလုပ်ဖြစ်ခဲ့ပြီးတော့ကျွန်တော်မှန်ကန်ခဲ့လို့ပြောလို့ရတယ်။ဒါပေမဲ့ဒီ ဖော်ဖော်တူပဲအမြဲသွားမှာလားဒါမှမဟုတ်ဒီလောင်ဘောတွေထားလိုက်သွားတာကအာမိုရင်းဒီယာတွေသွားရှင်တဲ့ပုံစံလားဆိုတာကတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်ပဲ။ဘာလို့လဲဆိုတော့ကျွန်တော်အတင်းရဲ့ဒီကွင်းလေအားနေချက်ကလည်းတော်တော်ထင်ရှားတဲ့အတွက်ဒီအဲ့အားနေချက်ကိုကာပါလို့ဆိုရင်ကျွန်တော်ကဒါလိုက်လောင်ဘောသွားတာအကောင်းဆုံးအဖြေလို့ပဲကျွန်တော်ကတော့မြင်တယ်။ဆိုတော့ဒီ man to man pressing မှာဗျာကွင်းလေကဘောလုံးလက်မခံနိုင်ပဲအထူးထူးဒါလောင်ဘောသွားလိုက်တယ်လို့လည်းပြောလို့ရတယ်။ဆိုတော့အဲ့အရာချပါဆိုတော့ကျွန်တော်ဒီမှာအဓိကပြောချင်တာအာမက်ဒီယာလုံးနဲ့အန်ဖုံမုံပါဗျာဒီတော့ယာစီအစမာတဲ့ကသူတို့ဒီအနားလေမှုရှိရှိကစားခဲ့တယ်ဆိုတော့အမှန်လေယာစီအစမာတော့ကတော့ ော့ဒီအာမတ်ရရဲ့စပီကနည်းနည်းလေးချင်းတယ်ဆိုတော့ဒီ dribbling လုပ်ချင်တဲ့အာမတ်အတွက်တော့တော်တော်လေး struggle ဖြစ်တယ်။ဒါပေမဲ့အခုနောက်ဆုံးပွဲမှာမြင်ရတဲ့ပွဲအရာဆိုရင်တော့ကျွန်တော်တို့ရဲ့ right right wing side တချမ်းကလည်းတော်တော်လေးအားကောင်းလာအောင်မယ်လို့ကျွန်တော်မြင်တယ်။သူတို့နှစ်ယောက်နားလည်မှုအားကောင်းလာလေးတွေအိုက်ဗက်ချမ်းကပို့ပြီးတော့ကြောက်စရာကောင်းလာလေးတွေဖြစ်မယ်လို့ပဲကျွန်တော်တို့မြင်တယ်။ဆိုတော့ညီကိုရီရဲ့အမြင်ကိုလည်းကျွန်တော်တို့ဒီ comment section မှာဝင်ရောက်ဆွေးနွေးတုံးသက်ပေးသွားပါအောင်။ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကို join နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။